မင်္ဂလာပါချစ်မိတ်ဆွေတို့နော်ဒီနေ့မှာတော့နော်ဒီထက်ကနေပြီးတော့ပစံစားတဲ့စာအိတ်တွေကိုဖျက်ထုတ်တဲ့နည်းကိုကျွန်တော်ပြန်လည်ညဝင်ပြေးมาပဲဖြစ်ပါတယ်နော်ကျွန်တော်တို့နှစ်နည်းရှိတယ်ပထမတစ်နည်းကတော့စတာတစ်တုံးခွန်ကိုဖုံးဆက်သွားမယ်ခင်ဗျာနော်အတူတူဆက်သွားမယ်ပေါ့နော်ဒေါ်ချန်မင်းဆန်ကျဲပေါ့နော်စတာတစ်တုံးခွန်ကိုဆက်သွားခိုင်းပေါ့နော်နောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဆက်ပြီးလို့ရှိရင်ကျွန်တော်ထိုင်းလို့ဖုံးအတန်နဲ့ပြောရမယ်ပြောရလို့ရှိရင်ကျွန်တော်တို့ ဘာမှနားမငယ်ကြပါမဖြစ်ပါဘူးကျွန်တော်တို့တစ်တုံးစတားတစ်တုံးကိုဆက်သွားပြီးကျွန်တော်တို့သူပြောတာနားထောင်ပြီးတစ်ကိုနှိပ်ကြပါတစ်ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ထွက်လို့ရပါပြီเนาะအဲ့ဒါထက်တနည်းပါခင်ဗျာเนาะတစ်ဆိုတာတော့ကျွန်တော်တို့အတီးပြူတာပေါ့နော်နံပါတ်ထက်တစ်ခုကတော့ကျွန်တော်တို့တော်ချာခွန်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 နှိပ်ပါเนาะ ไอ้กองสัตว์ไว้ไปครับเนี่ยเนาะไม่มีรถมาရှိတယ်จ๋าไอ้ดิโผล่ပြီးปะสันဖြတ်နေတဲ့နေရာดิตีทักก็ไม่ဟုတ်တယ်ปะสันဖြတ်တဲ့สาดิอารมณ์ကို ဖြတ်ပြီးတဲ့နေရာฟรีပါเนาะဘာမှအခချင်းငွေမကုန်ပါဘူးခင်ဗျစက်သွားပြီးလို့ရှိရင်ကျွန်တော်တို့เนเน่နားထောင်ပေးပြီးတော့ဗောเนาะကျွန်တော်တို့တစ်ကိုနှိပ်ပေးလိုက်ပါเนาะပထမတစ်ခေါက်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ดูว่าทับပြောกันมั้ยยินยันဆိုပြီးတော့တစ်ကိုထပ်နှိပ်ခိုင်းပါမယ် အဲ့ဒါဆိုရင်တော့ကျွန်တော်တို့မိမိတို့ဖုန်း